အားလုံးပဲမင်္ဂလာပါခင်ဗျာဖခင်ကြီးကျေးဇူးတော်ကိုချီးမွမ်းပါတယ်ခွန်အားယူစရာဝိညာဉ်အဆတ်အစစ်စမပြန်လဲကျူဆူလိုက်ပါတယ်ဒီကနေ့ဘုရားမြင်ချင်တော့အကျင့်ဆိုတဲ့ကောင်းစဉ်အောက်မှာပြန်လဲဆင်ခြင်ခွင့်ချရအောင်ဘုရားတခင်မြင်ချင်တော့အကျင့်ဘုရားတခင်မမြင်ချင်တော့အကျင့်ဆိုတာပါလေဖခင်ရဲ့နှုတ်တော်ထွက်စကားအတိုင်းအသက်ရှင်ခြင်းအသက်မရှင်ခြင်းဖြစ်ပါတယ်နှုတ်ကပတ်တော်ကဘယ်လိုအမိတ်ဘယ်လိုပညာတွေပေးထားရတာလဲအများကြီးရှိပေမဲ့လည်းအဓိကအချက်တစ်ချက်ပဲရှိပါတယ် ဆောင်ရနဲ့ရှောင်ရံတာဖြစ်နေပါလေ။တင်းဖရာရဲ့အလိုတော်ကိုဆောင်ရနဲ့ဖရာအလိုမရှိသောအရာတွေကိုရှောင်ဖို့ဖြစ်ပါလေ။ဒီဆောင်ရနဲ့ရှောင်ရံကိုတပြိုင်တည်းလှုပ်ဆောင်နေဖို့ဖြစ်ပါလေ။ဒီနေ့ဖရာရဲ့တာသမီများလောကကိုလူတွေကိုအကျိုးပြုဖို့ဖြစ်ပါတော့လေ။နံပါတ်1လူအချိတ်အသက်ရှင်လှုပ်ဆောင်ခြင်းမဟုတ်ပဲဖရာအချိတ်နံပါတ်1လှုပ်ဆောင်အသက်ရှင်ဖို့ဖြစ်ပါလေ။တင်းရဲ့အလုပ်ကိုဖရာသခင်အရင်တီးပါစေ။ ဖယားတိမတော်အလုတ်ကိုတာလှုပ်ဆောင်ပါဖယားတခင် ထားရိပ်ပေးမိကောင်းကြီးမင်္ဂလာဟာသူ့စကားကိုဝန်ခံခြင်းအပေါ်မူတည်နေတာပါဒါကြောင့်လူအကြိုက်အရင်ဥဆုံးမလှုပ်ဆောင်ပဲဖယားအကြိုက်အရင်ဆုံးလှုပ်ဆောင်ပါဒီနေ့အခြေပြုကျမ်းကဘာတွေပြောနေတာလဲရှမတဲ့ခရုံချံခန်းကြီး6အခန်းငယ်တည်းလူများတို့မြင်းစဲချင်းကကိုတီလာအချင်းကိုသူ့ရှေ့မောက်၌မချင်းမြအကြောင်းတတိပြုကြလော့ သို့မဟုတ်ကောင်းကင်ဘုံ၌ရှိတော်မူသောတင်းသောအပ္ပထာမအကျိုးကိုမခံရကြ။တခင်ရှုဘာတွေပြောနေတာလဲ။လူတွေတိမှတ်ဖို့လူတွေအထင်ကြီးဖို့ဇာတိတဘောနဲ့အသက်မရှင်ဖို့ပြောနေပါလေ။ဟန်ဆောင်အချင်းဝါကြွားတော့အချင်းမိမိကုံဖော်တော်အချင်းဟာဖျားနှစ်သက်တော့အချင်းမဟုတ်တော့ကြောင့်ဆက်ဆွင့်ကောင်းကြီးကိုလည်းရရှိစေမှာမဟုတ်ပါဒီကနေ့လူတွေမြင်တွေ့ဖို့လူတွေသိဖို့ ဘယ်အသက်ရှင်လှုပ်ဆောင်နေခြင်းဟာဘဝမှာဖျားမလိုအပ်ဘူးဆိုတာနဲ့အတူတူပဲဖြစ်နေပါလေဒီနေ့ဖျားမြင်ခြင်းသောအချင်းဟာပါလေနှုတ်ကပတော်စကားနဲ့ညီသောအသက်ရှင်မှုဖြစ်ပါလေဖျားသားလို့ပြောပေမဲ့နှုတ်ကပစကားနဲ့အသက်မရှင်ဘူးဆိုရင်တော့တင်အားဖြင့်ဖျားဘုံတော်ထင်ရှားလာမှာမဟုတ်ပါဖျားကောင်းကြီးလည်းခံစားရမှာမဟုတ်ပါဒီနေ့ယုံကြည်သူဖျားသားသမီးများအားဖြင့်လောကမှာဖျားရဲ့တဘောကိုခြားပြဖို့ ဖရာလို့ရှိပါတယ်လောကကိုဖရာတဘောချပြဖို့ဆိုရနိုင်ဖရာသားသမီးဆိုတာချမ်းသာရမယ်ကြားမရမယ်ကြွယ်ဝရမယ်ဆိုတာထက်ဝိညာဉ်တဘောကိုချပြဖို့အရေးကြီးပါတယ်အဲ့ဒီဝိညာဉ်တဘောကပါလေငိမ့်ချခြင်းနူးညံ့တိမ်မွေ့ခြင်းငြိမ်သက်ခြင်းတဘောကိုပြတတ်ဖို့ဖရာကတောင်းဆိုထားပါလေချမ်းသာတော်တင်ကြားမတော်တင်၌ငိမ့်ချခြင်းနူးညံ့တိမ်မွေ့ခြင်းဖြင့်အသက်ရှင်ပါရလား ်ဒီနေ့ဖျားမင်းချင်းတော်အချင်းဟာနှိမ်ချခြင်းတိမ်မွေးခြင်းအချင်းဖြစ်ပါတော့ကြောင်းလောကကိုဤသဘောများကိုချပြပါဒီနေ့ခင်ဗျားနဲ့ကြာဇနီးတဲ့ကြာနှိမ်ချခြင်းနူးညံ့ခြင်းရှိပါရဲ့လားမိဘနဲ့တာသမီကြာနူးညံ့တိမ်မွေးခြင်းသဘောရှိပါရဲ့လားမိသားစုမိတ္တဟာယမရှိပဲဖျားနဲ့မိတ္တဟာလုံနေကြပါသလားမိသားစုမှာချစ်ခြင်းမေတ္တာမရှိဘဲဖျားကိုချစ်ပါတယ်လို့မပြောမိပါစေနဲ့ ။ဘဇတ်နဲ့ဖျားကောင်းမြတ်ခြင်းကိုပြောဖို့လွယ်ပေမယ့်ဖျားကောင်းမြတ်ခြင်းကိုလက်တွေ့ပြသဖို့လွယ်နေမှာမဟုတ်ပါဘဇတ်နဲ့တတိယခန္ဓာတဲ့ဘဝမှာတတိယဖြစ်ဖို့အရေးကြီးပါလေတတိယအဖြစ်အသက်ရှင်ဖို့အရေးကြီးပါလေကျမ်းစာကမိမတွေကိုမိမိရဲ့ခင်ပွန်းရဲ့အုပ်ဆိုးခြင်းကိုဝန်ခံဖို့ပြောထားပါတယ်မိခင်များတကယ်ကောမိမိရဲ့ခင်ပွန်းရဲ့အုပ်ဆိုးခြင်းကိုဝန်ခံရလားမိခင်ပွန်းတဲ့ကိုဝန်ခံခြင်း တဇဟာမိရတဲ့အရာ အပြင်တဇမဟုတ်ပါတိပိခဏီတုံးအခန်းငယ်3နဲ့4မှာကြီးတဲ့အခါမှာတင်တုံနိုင်တဇဆင်ချင်းမူကစပင်ချချင်းရွှေဆင်ချင်းအဝဝချင်းတီဟူသောအပြင်တဇဆင်ချင်းမဖြစ်စေပဲဘုရားတခင်ရှေ့မှာအဖို့များစွာထိုက်သောနူးညံ့ ်ငြိမ်သက်ခြင်းသဘောတည်းဟူသောမဖောက်ပြမပျက်စီးတတ်သောတရားစင်ခြင်းရှိသောစိတ်နှလုံးဤအသွင်းလူဖြစ်စေကြလောလို့ပြောပါတယ်။ဘုရားတခင် ရှေးမှာတန်ဖိုးရှိသောအရာဘုရားတန်ဖိုးထားသောအရာဟာတင်းရဲ့ရွှေငွေဥစ္စာပစ္စည်းများမဟုတ်ပါတင်းရဲ့နူးညံ့ခြင်းဖြစ်နေပါလေ။ဒီနေ့အတင်းတော်ဟာယေရှုခရစ်တော်ရဲ့ခန္ဓာဖြစ်ပါလေ။အတင်းတော်ရဲ့ကောင်းဟာယေရှုခရစ်တော်ဖြစ်ပါသောကြောင့် အဲဒီယေရှုခရစ်တော်ရဲ့အုပ်ဆိုးခြင်းကိုအသင်းတော်ကဝန်ခံဖို့ဖြစ်ပါတယ်။ဒါကြောင့်ခရစ်တော်ရဲ့အုပ်ဆိုးခြင်းကိုဝန်ခံကြရအောင်။ခရစ်တော်မြင်ချင်သောအချစ်အတိုင်းအသက်ရှင်ကြရအောင်။ခရစ်တော်ဖြစ်စေခြင်းသောအသက်တာမျိုးနဲ့အသက်ရှင်ကြရအောင်။ဇနီးတဲ့များမိမိရဲ့ခင်ပွန်းတဲ့ရဲ့အုပ်ဆိုးခြင်းကိုဝန်ခံတဲ့ကဲ့သို့အသင်းတော်ဟာလည်းအတင်းတော်ရဲ့ဥကောင်းဖြစ်သောယေရှုခရစ်တော်ရဲ့အုပ်ဆိုးခြင်းကိုဝန်ခံကြပါစို့လို့အနည်းငယ်ခွန်အားပေးပါစေ จานาตุยอมได้มอพยาก้องนี้ไปบ่สิ